ားလုံးပဲမင်္ဂလာပါ Steven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့အခုလက်ရှိ line ပုံမှာခေစားနေတဲ့ဒီအယုတ်ပုံစံလေးပေါ့နော်ဒီကျွန်တော်တို့ drawing အယုတ်ဒီက satellite ပုံစံမျိုးလေးအလားလေးတွေလုပ်နေကြတာပေါ့နော်အားလေးကိုဘယ်လိုလုပ်ရလဲဆိုတာကျွန်တော်ပြပြပေးပါမယ်အခုဆိုရင် link in နဲ့ Facebook မှာတော်တော်များများမျိုးလေးလုပ်ပြီးတော့တင်နေကြတာဗျာအားလေးလုံနေနေကျွန်တော်ပြပြပေးပါမယ်နော်ဒီဟာလေးကတော့လုပ်ရတာကတော့ကျွန်တော်တို့ ChatGPT ထဲမှာလုပ်ရပါတယ် ChatGPT ထဲမှာကျွန်တော်တို့ ပရွန်ရေးရတာပေါ့နော်ပရွန်ကတော့ကိုစိတ်ချိုက်ချိုက်တယ်လို့ရေးလို့ရတယ်ကိုအင်္ဂလိပ်စာကျမ်းရင်ကျွမ်းကျင်လို့ကိုချိုက်တယ်လို့ရေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့မသိသေးရလို့အတွက်လွယ်ကူတဲ့ဟာတွေပဲကျွန်တော်ရေးပြပေးပါမယ်နော်အဲရေးတဲ့ဟာတွေကိုလည်းကျွန်တော်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အောက်မှာ comment တွေမှာကျွန်တော်ရေးပေးခဲ့ပါမယ်အဲ့ဒါကို copy ကိုပြီးတော့သုံးလို့ရပါတယ်ပြီးအဲ့ ဒီ pro layer မှာ banner လေးတွေပြင်ရမယ်ဆိုတာလေးတွေလည်းကျွန်တော်ပြပြပေးပါမယ်အဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီရဲ့ဒီ cartoon ဒီပုံစံလေးပေါ့နော်ကျွန်တော်ရဲ့ဒီလူလေးရဲ့ဒီကျွန်တော်ဒီမှာ laptop လေးတွေ camera လေးတွေဒီကြီးဆက်ပုံစံမျိုးလေးပေါ့နော်ကျွန်တော်နာမည်လေးနဲ့ပေါ့နော်စသချင်းကျွန်တော်တို့အရင်ဆုံး chat gpt တွေကိုအရင်တွားလိုက်ပါမယ် ဒါပြီးပါလို့ရှိရင်ကျွန်တော်ဒီမှာ chat gpt တွေကိုဝင်ရမှာပေါ့နော် chat gpt ကအာကျွန်တော်တို့ login တော့အရင်ဝင်ရမှာပေါ့နော် login ဆိုရင်ကျွန်တော်တို့ email gmail account ကိုနဲ့ကျွန်တော်စပြီးတော့ login ဝင်လိုက်မှာပေါ့နော်ဒီမှာတခြား account တွေလည်းဝင်လို့ရတယ် microsoft account တွေအဲ apple account တွေတခြားလည်းအများကြီးပဲဒါပေမဲ့ကျွန်တော်ကတော့ဟို gmail account တွေပဲကျွန်တော်ဝင်လိုက်ပါမယ် အဲ့ဆိုရင်ကျွန်တော်ဒီမှာချက်ချီပြီးကျွန်တော်အကောင့်ပေါ့နော်ပြီးမှကျွန်တော် continue လုပ်ပြီးတော့ဒီအောင် sign in လုပ်ရမယ်ပေါ့နော်အာချက်ချီပြီးဒီအကောင့်ကို login ဝင်လိုက်မယ်ပေါ့ခဏလေးစောင့်မေးပါအာပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ तू ကဒီ account သစ်ဆိုလို့ရှိရင်အဲကိုယ့်ရဲ့နာမည်လေးနဲ့မွေးနေ့လေးဖြည့်ရပါတယ်အဲ့မှာကိုဖြည့်လိုက်ပေါ့နော်ကိုယ့်နာမည်လေးရေးမယ်ပြီးရင်အောက်ကမွေးနေ့လေးဖြည့်တယ်ဖြည့်ပြီးသွားလို့ရှိရင်အာ continue ရောက်သွားလို့ရှိရင် login ဝင်ပါခုဆိုတော့ချက်ချီပြီးဒီရော login ဝင်သွားပါပြီဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်အခု ရေးထားတဲ့ print လေးပေါ့နော် apron လေးကကျွန်တော် comment မှာရေးထားပြီးမယ် apron လေးကြောင်းကျွန်တော်ရှင်းပြမယ်ဒီပုံလေးဖြစ်လာဖို့ဘယ်လိုရေးရလဲဆိုတာလေးပေါ့နော်အခုကျွန်မကျွန်တော်ပြထားပြီးတဲ့ဒီ print လေးပေါ့နော်ဒီ print လေးကကျွန်တော် comment မှာရေးပေးထားပါမယ်အဓိကပြင်ရမယ့်နေရာကတော့ကျွန်တော်ဒီမှာစာဒီအဝါလေးတွေပြထားတဲ့နေရာလေးတွေပဲပြင်ရပါမယ်တခြားနေရာတွေက ပြင်စရာမလိုပါဘူးဒီကိုယ်ကကိုရေးထားသလိုအင်္ဂလိပ်စာကျွမ်းလို့ကျက်သလိုရေးမယ်ဆိုတော့ရပါတယ်ကျက်သလိုရေးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ရေးထားတဲ့ဟာလေးပဲပြပေးတာပါဒါကဘယ်လို့မှတတ်မှတ်ချက်မရှိပါဘူးကိုယ်အဆင်ပြေလို့ရေးလို့ရပါတယ်ကျွန်တော်ဒီမှာဒီအချက်လေးခဲ့ဆိုလို့ရှိရင်ဘေးနားဒီ laptop လေးတွေ logo လေးတွေ camera လေးတွေကြီးတွေအားကြောင်းရေးထားတာပါပြီးရင်ကိုယ့်ရဲ့တပ်ပုံတပုံလိုပါတယ် နော်အဲ့တပုံတပုံကတော့ကိုလှုပ်ချင်တဲ့တပုံပေါ့နော်ကိုရဲ့ပုံလေးတော့တပုံတော့လိုမယ်တပုံတပုံရဲ့ဒီပြုတ်နေရဆိုရရပေါ့နော်ပြီးတော့ရှင်အဲ့တော့မှဒီနောက်မှာ blue ဆိုတဲ့ဟာလေးကျတော့ကျွန်တော်ဒီနောက်ခံကတ်လေးကအပြောင်လေးအပြောင်လေးမဟုတ်ပဲနဲ့တခြား black တွေအဲတခြားရောင်လေး orange တွေပါညာရပေါ့နော်အားအားတွေလိုလိုရပါတယ် အာပြီးတော့ကျွန်တော်ဒီပြီပုံမှာကျွန်တော်ရဲ့နာမည်ရေးထားတဲ့နာမည်ဆိုလို့ရှိရင်ကျွန်တော်မှာအဝါလေးကျွန်တော်နာမည်ပေါ့နော်အနာလေးကိုယ့်နာမည်ကိုပြင်လိုက်ပေါ့ဗျာနော်ကျွန်တော်ကမှကျွန်တော်အောက်ပါဒီမှာ ID နဲ့ engineer ဆိုတဲ့ ID ညာရေးထားတယ်အဲဒီမှာကိုယ့်ဘောင်ကိုချိန်တာပေါ့ဗျာ developer ရေးမလားကိုယ့်ဘာပါလုံးမလဲမို့ shop ရေးမှာချိန်တာကြည့်လို့ရတယ်နော်အဲ့လိုပြေးပြထားပြီးဒါကိုကျွန်တော် copy ကူလိုက်ပါပေါ့နော် copy ွားလို့ရှိရင်ပြီးရင်ကျွန်တော်တို့ကဒီ chat gpt ရဲ့ကိုပြန်သွားလိုက်ပါမယ်ပြီးွားလို့ရှိရင်ကျွန်တော်ကိုယ်နာကူထားတဲ့ဟာကို paste လုပ်လိုက်မယ်ပေါ့နော်ပြီးွားရင် ကျွန်တော်ဒီမှာတော့ကျွန်တော်တပုံလေးကိုထည့်ပါမယ်။ပုံလေးကိုကျွန်တော်စက်တရားကျွန်တော်တပုံလေးတပုံဟိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်။အဲရွေးလိုက်မယ်ဒီပုံလေးကျွန်တော်ရွေးလိုက်မယ်။ရွေးပြီးပါရင်ကျွန်တော် open လုပ်လိုက်ပါမယ်။အဲဆိုဒီစာတပုံတပုံရဲ့ဒီစာဆိုရပါပြီဆိုရင် ပြီးရင်ကျွန်တော်ဒီဘက app error များလေးကိုကျွန်တော်နှိပ်လိုက်ပြီးတော့သူ့ကို ChatGPT ကိုခိုင်းလိုက်ပါမယ်။ခိုင်းလိုက်မယ်ဆိုလို့ရှိရင်သူကဒီမှာကျွန်တော်ရဲ့ဒီစာနဲ့ပုံကိုကြည့်ပြီးမှသူကစပြီးတော့တပုံ creation လုပ်ပေးပါပြီ။ဒီတပုံလုပ်တဲ့အချိန်ကလည်းတော့ကြာတယ်ဗျ။2မိနစ်3မိနစ်လောက်တော့ကြာတယ်။အဲ့ဒါကြီးခဏဆောင်ရပါစိတ် ရှိရှိနဲ့စောက်ပေးပါပြီးပါအောင်ရှင်တော့ကိုလိုချင်တဲ့ပုံကိုရပါလိမ့်မယ်ဒါရေလို့ဖို့တွေဒီစာရေကျွန်တော်ခုနကပြတဲ့ဒီ print စာလေးရေကိုယ်တပုံတပုံတည်ကြပေါ့လို့ပါရနော်အဲ့တပုံတွေမှာအဆင်ပြေပါလိမ့်မယ်စာလေးကတော့ကိုကြိုက်တယ်လို့အင်းဒီစာကျွမ်းကျွမ်းကျစ်တယ်လို့ကြိုက်တယ်လို့ရေလို့ရပါတယ်အဲဆိုလို့ရှိရင်သူ process လုပ်နေတာပေါ့နော်3မိနစ်တော့တော့ကြာတယ်စိတ်ရှိပါအဲ့ဆိုရင်မိတ်ဆွေတို့လိုချင်တဲ့ဒီကာတွန်းပုံလေးနဲ့ကိုရေးထားတဲ့ကိုထည့်ထားတဲ့ဒီ item လေးတွေနဲ့ဟာလေးကိုရရှိပါလိမ့်မယ် เนาะเอไอไอတန်လေးတွေရတယ်ကျွန်တော်ကတော့၄ခုထည့်ထားကိုယ့်ဘက်ကော၅ခုထည့်ထား၆ခုထည့်ထားထည့်ရှင်တလို့ထည့်တော့ရပါတယ်ပုံလေးကတော့ပြီးပါအောင်ရှင်တော့ message တော့စိတ်ချိုက်သဘောကျနေကြတယ်ဒီတော့ဒီ link နဲ့ Facebook မှာတင်နေကြတဲ့ပုံလေးကို တွေ့ပါလိမ့်မယ်ရပါလိမ့်မယ်เนาะ Okay ခဏလေးဆောင်းလိုက်အောင်ตัว3นาทีတော့တော့အလောက်တော့နေနေကြာတယ် အခုဆိုလို့ရှိရင်ဒါမိတ်ဆွေဒီပုံလေးကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအာဒေါင်းလုဒ်ဟွာလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီပုံလေးကိုစေးထားပြီဆိုရင်ကျွန်တော်တို့ပုံလေးကိုရပြီပေါ့နော်အဲဆိုရင်ပုံလေးကိုကျွန်တော်တို့တင်လို့ရပါပြီဒီကူဒီပရိုလင်းကိုကျွန်တော်ကွန်မန့်မှာရေးထားပြီးပါမယ်ပြီးကျွန်တော် ပြပြောပြတဲ့ဒီနေရာလေးတွေပဲစာလေးတွေပဲကိုထည့်ကျင်တဲ့ဟာတွေကိုထည့်လို့ရပါတယ်အဲ့လိုမှမဟုတ်ပဲမိတ်ဆွေကြိုက်သလိုအလင်းသလိုတခြား item တွေတခြားဟာတွေကိုပြင်ပြီးထည့်လို့ရပါတယ် okay ခုဆိုရင်ကျွန်တော်လုပ်ပြီးတာတွေကိုသဘောချချင်တဲ့တဲ့ကိုတင်ပါတယ်ကျွန်တော်ပြောပြပေးတဲ့ဒီအကြောင်းအရာတွေကိုသဘောချချင်တဲ့တဲ့ဆိုရင်ကျွန်တော်ရဲ့ Steven Channel နဲ့ Steven TikTok နဲ့ YouTube Channel ကိုလည်း like subscribe ပို့လို့လုပ်ပြီးပို့တောင်းဆိုချင်ပါတယ်နောက်ထပ် video တွေမှာလည်းပြန်လည်ဆုံတွေ့ပါဦးမယ်အာအားလုံးပဲ စေချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်